ီနေ့ပြပြသွားမယ်ဇိုရီရဲ့ဆိုင်းကတော့ Gemini 9လပိုင်း21ရက်နေ့ကနေ6လပိုင်း20ရက်နေ့အထိမွေးဖွားတဲ့သူတွေကို Gemini ဖို့အဖြစ်သတ်မှတ်ကြပါရစေ။ Gemini တွေကတိရှိစိတ်များပြီးတော့စုံလင်တဲ့အရာတွေကိုလှုပ်ဆောင်ရတာကိုလည်းစိတ်ဝင်စားပါရစေ။ Idea အသစ်တွေနဲ့အတွေ့အကြုံတွေကိုနက်နက်နဲနဲဖြောက်ဖွေးတဲ့နေရာမှာလည်းတော်တော်လေးသဘောကျပါရစေ။လူဝင်နဲ့ကောင်းကောင်းပြောဆိုဆက်ဆံတတ်ပြီးတော့လူမှုဆက်ဆံရေးကိုလည်းအရေးကြီးဦးတွေ့တော့တတ်ပါတယ်။ ပြပဝင်ကြီးအားလူတွေနဲ့စကားဖောင်ပွဲပြောဆိုခြင်းကိုလည်းသဘောကျတဲ့အပြင်ကိုရန်ရွှင်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာအနည်းတခြားသူတွေကိုသူ့စကားနောက်ပါအောင်ရောပါတောင်းဆွဲခေါ်နိုင်တဲ့အရေးချင်းလည်းရှိပါတယ်။ကြောင်းလင်းမှုတွေမှာလည်းလွယ်လွယ်နဲ့အသားကျနိုင်ပြီးတော့ကြောင်းလဲပြင်လွယ်တဲ့အတင်စီရိုက်လက္ခဏာတွေကိုပိုင်ဆိုင်ထားတဲ့ဌာနိုင်းတွေပဲဖြစ်ပါတယ်။ အသက်သက်သောအခြေအနေတွေနဲ့ပတ်ဝန်းကျင်ကိုလွယ်လွယ်ကူကူနဲ့အသားကျနိုင်ပြီးတော့ပြဿနာတွေကိုလည်းဖြေရှင်းတဲ့အခြေအနေမှာလည်းအများနဲ့မတူတဲ့တမို့ထူးခြားတဲ့ချင်းကပ်နည်းမျိုးတွေနဲ့ဖြေရှင်းတတ်ပါတယ်။ဂျာမနိုင်းအများစုကဖြတ်ထိုးဉာဏ်ကောင်းတဲ့သူတွေလို့လည်းပြောရင်လည်းမှားပါဘူး။စကားဝိုင်းကိုသူတို့ကဥဆောင်လာတာကြိုက်ပြီးတော့စုံဝင်တဲ့အကြောင်းအရာကိုလည်းစကားချင်းဖလှယ်ရတာကိုလည်းသဘောကျပါရဲ့ဆိုတော့ညီမကြာဘူးတာကတော့ဂျာမနိုင်းအများစုကစကားပြောကောင်းမွန်သူတွေဆိုပြီးတော့လည်းကြာဘူးပါရဲ့ တော့စကားဝိုင်းတစ်ခုမှာစကားများစွာပြောတဲ့သူက charm line ဖြစ်ပေါ်များပါတယ်ဒီလိုထူးခြားတဲ့အချက်တွေကြောင့်သူတို့လုံရက်တွေကိုလူတိုင်းကမှန်းဆခမှန်းဆမလွယ်ပါဘူးဘာလို့လဲဆိုတော့သူတို့ကဒီနေ့ဒါစားမယ်လို့စဉ်းစားထားတယ်နောက်နေ့အဲ့ဒါကိုစားခြင်းမှလည်းစားတယ်ဆိုတော့သူတို့ကသူတို့စိတ်ကအမြဲတမ်းရောက်ရက်ခတ်ပြီးပြရာခတ်နေရတနည်းတစ်မျိုးလည်းစိတ်ချင်းကမတူဘူး charm line နေရဘာလို့လဲဆိုတော့စိုင်းဟော twin sign ဖြစ်တဲ့အတွက်ကိုစိတ်တရားလည်းရောက်ရက်ခတ်ပြီးတော့ဟိုဟာယူရမလို့ဒီဟာယူရမလို့နဲ့ တွေ့ဝေတတ်ပါတယ်။တငယ်ချင်းတွေနဲ့မိသားစုဆက်ဆံရေးကိုလည်းအလေးနက်ထားပြီးတော့ဆက်ဆံရေးကိုယ့်ရဲ့ကိုယ်လည်းထိန်းသိမ်းရတာကိုကြိုက်ပါတယ်။ချစ်ခင်မှုကောင်းပြီးတော့လူမှုရေးအရာကောင်းမှုနဲ့ဆက်ဆံရေးတွေလည်းတည်ဆောက်ပြီးတော့သူတို့ကအများစုကပြန်ပြောမှာနော်။အမ်ဂျာမနိုင်းက음 ဂျာမနိုင်းမွေးဖွားတဲ့သူတွေကသူကတပိုင်းမှာဆိုလို့ရှိရင်တီတီငိမ့်ငိမ့်နဲ့ရှိတဲ့သူတွေလည်းတွေ့ရတယ်အများစုကတော့ဒီဂျာမနိုင်းဆိုင်ကို reflect sign ဆိုပြီးတော့လည်းပြောကြတယ်ဆိုတော့ကောင်းတဲ့ဂျာမနိုင်း sign ကလူတွေလည်းရှိတယ်ဆိုတော့ပြောချင်တာဂျာမနိုင်းအများစုက reflect တွေလည်းမဟုတ်ပါဘူးဂျာမနိုင်းတချို့ကသူတို့ချစ်ခင်တဲ့လူသူတို့မိသားစုသူတို့တငယ်ချင်းတွေအပေါ်မှာသစ္စာရှိတတ်ပြီးတော့ကောင်းပေးတတ်တဲ့လူမျိုးပါ ်ခုရှိရပြောသွားတဲ့အချက်တွေပေါ်မှာမူတည်ပြီးတော့ဂျာမန်တိုင်းတွေ့တိုင်း reflect လို့မပြောကြပါနဲ့နော်ဆိုတော့ဒီနေ့ပြောသွားတဲ့ဇိုရီယဆိုင်အကြောင်းကိုတိုင်းနှစ်တက်တယ်ဆိုလို့ရှိရင်ညီမတို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်